မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာကင်းပတ်ရန်ထွက်လာတဲ့ရဲတအုပ်ကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့နေ့လယ်7:00နာရီကမှာ ပခုတ်ကူမြို့နယ်အနောက်ဖုံးကံပြူစောတိရွာကိုမြို့နယ်ပကဖနဲ့ PKU သူရင်အဖွဲ့တော်ကပူးပေါင်းပြီးတော့အနီးကပ်ချောင်းချောင်းနေတဲ့အချိန်ကိပတ်ရန်ထွက်လာတဲ့ရဲတပ်သားတို့ကိုပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရရှိခဲ့တဲ့ရဲတပ်သားစီက G3 တနတ်တလ၎င်းကြီး203တောင်း၊ကာပိုင်ကြီး208တောင်း၊ကာပိုင်ကြီးပေါက်၄ခု၊ AKG 16တောင်း 4.8G အမျိုးအစား14တောင်း 5.56G 193တောင်းလက်ပြုံနှလုံးတို့ကိုတင်းစီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖအံမြို့မှာသကောင်စင်းကောက်ယူနေတဲ့အဖွဲ့ကိုလုံခြုံရေးယူပေးထားတဲ့စစ်တပ်ရင်တစည်းကို RPG နဲ့အနီးကပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၁၀ရက်နေ့မနက်9:00နာရီအချိန်ကရင်ပြည်နယ်ဖအံမြို့နယ်တာမညကျေးရွာမြောက်ဘက်ဝင်းစိန်ကျေးရွာ ဇေယတိရိရက်ကွက်ဝင်းစိန်ဖုန်ကြီးကျောင်းမုတ်ဝအနီးသကောင်စင်းကောက်ခံနေတဲ့အဖွဲ့ကိုလုံခြုံရေးယူပေးထားတဲ့စစ်ကားတစ်စီးကို KNU နဲ့ PDF တပ်ဖွဲ့များကအနီးက RPG နဲ့ပစ်ခတ်ရာစစ်ကောင်စီတပ်သား3ဦးတိုက်ဆုံးခဲ့ပြီးတော့3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီသကောင်စင်းကောက်ယူနေတဲ့အဖွဲ့ကိုလုံခြုံရေးဆောင်ရွက်ပေးနေတဲ့စစ်သားများလိုက်ပါလာတဲ့ဟာချက်အမျိုးအစားမော်တော်ယာဉ်ကိုအနီးကပစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြစ်ခတ်တဲ့နေရာကိုစစ်တပ်ကစစ်ကြောင်းထိုးရမှာ RPG တလက်သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘာလ၄ရက်နေ့ညနေ၄:၃၀မိနစ်အချိန်ဗကိုတိုင်းအနောက်ချမ်းရွှေတောင်မြို့ပေါ်မှာစစ်ကောင်စီအလို့ကြသကောင်စင်းကောက်ယူနေတဲ့ရွန်းတန်းရက်ကွက်အုပ်ချုပ်ရေးမှုနဲ့စစ်သားရဲနဲ့ပြူစောတိများပါဝင်တဲ့အဖွဲ့ကို ယွန်းတန်းရက်ကွက်အုပ်ချုပ်ရေးမှုရဲ့အိမ်ရှိရွှေတောင်ပကဖကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုအပါအဝင်အရက်ဝင်းနဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရွှေတောင်ပကဖကပြောပါတယ်။စစ်ကောင်စီအလို့ကြောင့်တကောင်စီကောက်ခံရမှာလိုက်ပါဆောင်ရွက်နေတဲ့ဒုများအားလုံးကိုမှတ်တမ်းတင်ထားပြီးတော့အခုထက်ပိုပြီးတော့ထိထိရောက်ရောက်တိုက်ခတ်အရေးယူသွားမှာဖြစ်တယ်လို့ရွှေတောင်ပကဖကသတိပေးကြထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမျိုးနဲ့ဇီးကုံမျိုးပေါ်မှာအရက်ဆိုင်ထိုင်နေတဲ့ရဲတပ်ကြတအုပ်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၈ရက်နေ့ညနေ9:00နာရီကဇီးကုံမျိုးမှာရှိတဲ့အရက်ဆိုင်မှာအရက်တောက်နေတဲ့ရဲတပ်ကြချင်းလေးခေါ်ခွာကြီးခေါ်ရန်ရှင်းခွာတို့အဖွဲ့ကိုတော်လိုင်းအဖွဲ့များကဝေရောက်ပြစ်ခတ်ရာရဲတပ်ကြကြီးရန်ရှင်းခွာဆိုသူတေဆုံးသွားကြောင်းကျွလာကံဘလူတက်ကြွလှောက်ရှားသူများအဖွဲ့ကပြောပါတယ်။ ဇီးကုံမျိုးလေကောင်မှာဖြစ်တာပါတက်ကြက်ရန်ရှင်းခွာဘိုက်ပွင့်ထွက်ပြီးတော့တေသွားတယ်လို့ KBU တော်လေးပကဖခရိုင်လှူရှားအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်အဲ့ဒီစစ်စင်ရေးကို KBU တော်လေးပကဖလှူရှားခရိုင်အဖွဲ့နဲ့တော်လိုင်းညီနောင်မဟာမိတ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စက်တဘာလ28ရက်နေ့နဲ့28ရက်နေ့ကလည်း အနာသိန်းစစ်တပ်ရဲ့ drone နဲ့ဘုံချတိုက်ခိုက်မှုနဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်နှစ်ရက်အတွင်းမှာကလင်းငယ်တအုပ်အပါအဝင်ဒေသခံပြည်သူ9ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စက်တင်ဘာလ26ရက်နေ့ကလည်းကမ်းမလူမြို့နယ်ပင့်တာတိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာ၂ရွာကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရာဖုန်ကြီးကြောင်းနဲ့နေအိမ်လေးလုံးပျက်စီးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများမှာပါဝင်ပတ်သက်နေတဲ့သတင်းပေးပို့သူအယောက်20ကျော်ကိုဖမ်းဆီးထားတော်လဲတေတံချမှတ်ခြင်းမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လားရှုံမြို့ပေါ်မှာနေထိုင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီထံကိုသတင်းပေးပို့နေတဲ့သူတွေကို MNDA တပ်ဖွဲ့ကဖောက်ထုတ်ဖမ်းဆီးလျက်ရှိရာလူရည်20ကျော်နဲ့အထက်ဖမ်းမိထားတယ်လို့သိရပါတယ်။၎င်းတို့ရဲ့သတင်းပေးပို့မှုနဲ့အကြမ်းဖက်စစ်ကောင်စီကလားရှုံမြို့ကိုလေကြောင်းတိုက်ခိုက်မှုများလုံဆောင်ခဲ့ရာပြည်သူ၃ဦးတေဆုံးပြီး အရောက်တရားနီးပါးထိခိုက်ဒဏ်ရာရရှိကောင်အဆောက်အအုံများစွာပျက်စီးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီထံသတင်းပေးပို့မှုများကိုလေကြောင်းတိုက်ခိုက်မှုများအပြီးမှာလိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူလူထုရဲ့သတင်းပေးပို့မှုနဲ့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးရရှိထားသူများကိုစီစစ်ပြီးတော့အမှန်တကယ်သတင်းပေးခြင်းမရှိသူများကိုပြန်လွှတ်ပေးကသတင်းပေးပို့တယ်လို့ယူဆရတဲ့သူတွေကိုဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ် စစ်ကောင်စီတရင်ပေးများကို MNDAA ကတိတ်တန့်အပြစ်ပေးခြင်းမျိုးမရှိဘဲယာယီထိမ့်သိမ်းထားတယ်လို့သိရပါဗျ။လာရှုံမျိုးနေပြည်သူများအနေနဲ့စစ်ကောင်စီထံတရင်ပေးဖို့နေသူများနဲ့ပတ်သက်ပြီးတော့တန်တရားရှိခြင်း၊ကြားသိခြင်းများရှိပါကလာရှုံမျိုးပြန်လည်ထူထောင်ရေးအဖွဲ့ကိုဖြစ်စေနီးစပ်ရာရက်ကွက်ယုံတာဝန်ရှိသူများထံကိုဖြစ်စေတရင်ပေးဖို့တိုင်ကြားနိုင်တယ်လို့ MNDAA ကထုတ်ပြန်ထားကြောင်းတရင်အရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းရတော့ရန်ကုန်မြို့မှာလူငယ်တက်ကြွလှုပ်ရှားသူကိုရှိန်ဝေအောင်အပါအဝင်မိသားစုဝင်၄ဦးရဲ့နေအိမ်ကိုအကြမ်းဖက်ဆက်တက်ကအဲဆင်းဝင်ရောက်ဆစ်ဆဲပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘားလ၉ရက်နေ့ညပိုင်းမှာလူငယ်တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ကိုရှိန်ဝေအောင်ဟာတငယ်ချင်းတဦးနဲ့ဖုန်းပြောနေတဲ့အချိန်၎င်းနေထိုင်ရာနေရာကိုအကြမ်းဖက်ဆက်တက်ကအဲဆင်းစစ်မဲ့အဖွဲ့ရောက်ရှိလာပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ကိုရှိန်ဝေအောင်ရဲ့အဖေးအမေနဲ့ အမဖြစ်သူတို့ဟာလည်းအဆက်အသွယ်ပြတ်တောက်နေပြီးတော့မိသားစုဝင်များပါဖမ်းဆီးခံရတယ်လို့ယူဆနိုင်တယ်လို့သိရပါတယ်။ကိုရှင်းဝေအောင်ဟာဒဂုံတက်ကတူចောင်းသားဟောင်းတူဖြစ်ပြီးတော့ចောင်းသားလူငယ်လှုပ်ရှားမှုများမှာပါဝင်ခဲ့တဲ့အကြမ်းမဖက်လူငယ်တက်ကြွလှုပ်ရှားသူတူဖြစ်တယ်လို့သိရပါတယ်။ကိုရှင်းဝေအောင်လည်းမနေ့ကတည်းကအဆက်အသွယ်ပြတ်တောက်သွားပြီးတော့ပျောက်ဆုံးသွားတာအစီအအကြောင်းပြပြီးတော့ဖမ်းဆီးခံရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိသားစုဝင်တွေကိုပါဖမ်းဆီးခေါ်ဆောင်သွားတာမျိုးဖြစ်တဲ့အတွက်သူတို့ရဲ့လုံခြုံရေးအသက်အန္တရာယ်အတွက်အလွန်အမင်းကိုစိုးရိမ်ပူပန်နေရပါတယ်လို့ရန်ကုန်တပိတ်အင်အားစုကလူငယ်တအုပ်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များနဲ့ MNDAA တင်ပိုက်ထားတဲ့တိန်နီမျိုးကိုစစ်တပ်ကလေယာဉ်နဲ့ပုံကျဲခဲ့ရာပြည်သူ၅ဦးထဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ10ရက်နေ့မနက်9နာရီခွဲဝန်းကျင်အချိန်မှာတိန်နီမျိုးနယ်ပန်လော့ကြီးရွာအုပ်စုမန်ချရွာမှာရှိတဲ့လူနေအိမ်များကိုစစ်ကောင်စီကလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လူသေးဆုံးမှုမရှိတော့လဲဒဏ်ရာရတဲ့ပြည်သူ၅ဦးရှိခဲ့တယ်လို့သိရပါတယ် ိန်နီမျိုးတွင်းမှာအင်တာနက်လိုင်းများပြတ်တောင်နေပြီးတော့ဖုန်းလိုင်းသာရရှိတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောကြောင်မဲနောင်ချိုနမ်ခမ်းလားရှုံးနဲ့မိုင်းရဲမျိုးတို့မှာ ဩဂတ်လ26ရက်နေ့ကနေအော်တိုဘာလ6ရက်နေ့အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင့်အရက်သား55ဦးသေဆုံးက139ဦးဒဏ်ရာရရှိခဲ့ပြီးစာတင်ကြောင်းများဖျားစေတီများဟိုတယ်များတက္ကသိုလ်များအပါအဝင်အဆောက်အဦ450ကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ပြစ်မှတ်ထားခံရတဲ့နယ်မြေများဖြစ်တဲ့ပြည်ပေါင်းမြို့နဲ့နောင်ချုံမြို့တို့ကိုစစ်ရဲပြိပကများရှိနေတော့လဲအရက်သားသေဆုံးမှုနဲ့လူနေအဆောက်အဦများပျက်စီးမှုအများစုဟာလက်ရှိတိုက်ပွဲများမရှိသေးတဲ့ ခုခံထိန်းချုပ်မှုနယ်မြေများမှာရှိတဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်တယ်လို့ရှမ်းလူခွင့်ရေးမန်တိုင်းအဖွဲ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့မှာရဲစခန်းကရဲတပ်သားတဦးဟာခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့မနက်7:00နာရီအချိန်မှာပခုတ်ကူမြို့မှာရဲစခန်းကရဲတပ်သားအောင်ဘုံမင်းဟာဦးစီးအမျိုးအစားကြီပေါင်းနှစ်ခု9မီလီမီတာကြီအတောက်100ရုပ်ကိုယူဆောင်လာပြီးတော့ အကွက် people defense force ထံမှာဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်ခဲ့တဲ့အသက်32နှစ်အရွယ်ရဲတပ်သားအောင်ဘုံမင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှွေးထွေးပြူငါစွာချိုးဆိုးလက်ခံခဲ့ပြီးတော့တပ်ဆိုင်တဲ့လုံခြုံတဲ့နေရာကို အသက်အာမခံချက်အပြည့်နဲ့ပို့ဆောင်ပေးမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်ပခောက်ကူမျိုးပေါ်စခန်းအသီးသီးကစစ်ကောင်စီဘက်တော်သားများအနေနဲ့ပြည်သူလူထုအပေါ်လူမဆန်ပဲရက်ဆက်စွာလေကြောင်းကနေတိုက်ခိုက်မှုများပြုလုပ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအများဆုံးခွာပြီးတော့အသက်အသေးမခံပဲပြည်သူရင်းဝင်ကိုပူးပေါင်းမှာကစုချင်းဝင်နဲ့အတူမိသားစုများရှိရာကိုပို့ဆောင်ပေးမှာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ